ကျွန်းပေါင်း၁800ကျွန်းနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံသူ့နိုင်ငံကတဘာဝဘေးရန်နေနဲ့ခဏခဏရင်ဆိုင်ရတယ်ပြီးတော့ကမ္ဘာပေါ်မှာသရုပ်ထမြောက်လူ့ရေအများဆုံးနိုင်ငံလဲဖြစ်နေပါသေးတယ်အဲ့ဒါကတော့အင်ဒိုနီးရှားနိုင်ငံပါအာရှတိုက်ရဲ့အရှိတောင်ဘက်ချမ်းမှာရှိပြီးတော့စွမ်းအားကြီးတဲ့တဘာဝအရင်းမြစ်များနဲ့အမျိုးမျိုးသောယဉ်ကျေးမှုများလည်းရှိပါတယ်အခုမြင်တွေ့ရတာကတော့ တင်းငယ်တဲ့ကျွန်းပေါင်း18000ကျွန်းနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံကိုကျွန်းများရဲ့တခင်လို့တော့ခေါ်ကြပါတည်တယ်။ဒါမှမဟုတ်လည်းအင်ဒိုနီးရှားနိုင်ငံကဘာဝဘေးရနေနဲ့ခဏခဏရင်ဆိုင်ရတတ်ပါတယ်။မီးတောင်များစွာရှိတဲ့အတွက်မီးတောင်ပေါက်တာတွေကမ္ဘာကြောက်ချက်ကြီးတွေစုဆောင်ရဒေတာဖြစ်လို့ငလင်လှုပ်တာတွေပင်လယ်သမုဒ္ဒရာတွေကြောင့်ရေကြီးရေရှမ်းတာတွေပြီးတော့အပူချိန်မြင့်တက်တာတွေဖြစ်နေကြပါလူမျိုးပေါင်း900ကျော်နဲ့အတူ လူဦးရေတန်း160ကျော်ရှိပြီးတော့ကမ္ဘာပေါ်မှာသရုပ်ထမြောက်လူဦးရေအများဆုံးနိုင်ငံတနိုင်ငံလဲဖြစ်နေပါတယ်။အခုလိုမျိုးတဘာဝဘီယန်နေအများဆုံးလဲကြုံတွေ့နေရပေမဲ့လဲတဘာဝကပဲအင်ဒိုနီးရှားနိုင်ငံကိုတိုးတက်အောင်ပြန်လုပ်ပေးနေပါတယ်။ကျုံးများစွာရှိတော်မူလို့ကမ္ဘာအကြီးဆုံးစွမ်းအင်ထုတ်လုပ်ရေးနဲ့တန်ငွေတန်မဏိငွေရေနံတက်တော်ရင်းမြများနဲ့စိုက်ပျိုးရေးရနေလဲဝင်ငွေများစွာရရှိစေပြီးနိုင်ငံအများကြီးလှုပ်ဖြစ်စေပါတယ်။ လူဦးရေများတာကြောင့်စက်မှုလုပ်ငန်းကလည်းအရန်ကိုအလုပ်ဖြစ်ပါတယ်အခုနောက်ပိုင်းဆိုနိုင်ငံခြားခီးတွားတွေနဲ့တူရင်းနှီးမြှုပ်နှံမှုများစွာရရှိတာမို့လို့စီးပွားရေးကလည်းတဟုန်ထုတ်ကိုတိုးတက်လာတာပါဒီနေရာမှာတိလိုက်ရတာအင်ဒိုနီးရှားနိုင်ငံလိုမျိုးအစိုးနဲ့အကောင်အမြဲတွန်တွဲနေတယ်ဆိုတာကိုပြောရင်းနဲ့ပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်